င်္ဂလာရှိသောနေ့ရက်လေးဖြစ်ပါစေ။ဘဝဆိုသည်မှာကဏ္ဍလေးမှာနှုတ်ခွန်းဆက်သလိုက်ပါတယ်။ဒီစီစဉ်ကိုဆ iam လိုက်မှတင်ဆက်ပေးထားတာဖြစ်ပါတယ်။မင်္ဂလာပါ။အစ်ဆက်ချင်းကလူဦးစီရဲ့ကျမ်းမာရေးအတွက်မရှိမဖြစ်လိုအပ်ပါတယ်။ညစဉ်ပုံမှန်အစ်ချင်းကိုတတ်မှတ်ပြီးတော့အိယာထချင်းမှလည်းနည်းနည်းပိုင်းမှာလို့ထနိုင်အောင်လေ့ကျင့်တတ်ဖို့လည်းအရေးကြီးပါတယ်။ ဒီကနေ့ခေလူရီတော်တော်များများဟာအဲ့ရဝင်ချင်းညင်းနေသွားပြီးမနေ့အဲ့ရထတဲ့အခါမှာနောက်ကျမှထလာတာတွေလမ်းဆမ်းမှုမရှိတာတွေတွေ့ရပါတယ်။ဒါကြောင့်မိမိရဲ့ကျမ်းမာရေးမိသားစုရဲ့ကျမ်းမာရေးအတွက်အဲ့ရဝင်ချင်းထချိန်တို့ကိုတမတ်ပြီးတော့ဂရုတစိုက်လက်ကျင့်ဖို့လိုတဲ့အကြောင်းအိတ်ဆက်တဲ့အခါမှာလည်းနှစ်နှစ်ချက်ချက် အိပ်ပြအောင်ဘလူအပြုအမူမျိုးတွေကျင့်ကြံပြုမူရမလဲဆိုတဲ့အကြောင်းလေးကို အနေငယ်ဝေမျှပြလိုက်ရပါတယ်။လူတယောက်ရဲ့အိတ်ချင်က ပြတ်မြတ်အဖြစ်တရက်ကိုခဏနာရီ၉နာရီကြာအချိန်ကြီးလုံလောက်စွာအိပ်ဆက်ပြရမှာဖြစ်ပါတယ်။မိဘလူကြီးတွေကတော့စောစောအိတ်စောစောနူထားလေးရှိကြပေမဲ့လူငယ်တွေကလေးတွေကတော့ညအချိန် စာကြည်ကြတွေဖုန်းကြည်ကြတွေဂိမ်းဆော့တာတွေကြောင့်မနေ့အယထနောက်ကျတတ်ပါတယ်အထက်ကကတော့ကိုအိတ်ဆက်နေတဲ့အချိန်အတွင်းမှာနှစ်နှစ်ချက်ချက်အိပ်ပျော်ဖို့လိုအပ်ပါတယ်အဲ့ဒါမှနိုးလာတဲ့အခါမှာအေးဝါပြီးတော့အာအင်ပြည်လာမှဖြစ်ပါတယ်တချို့လဲအိယာတဲမှာလဲပြီးတော့နေတယ်ဒါပေမဲ့သူတို့မှာ အိမ်မပြောဘဲနဲ့စိတ်အနှောက်အယှက်ဖြစ်စရာတွေစိုးရင်ထိတ်လန့်စိတ်တွေနဲ့နိုးလိုက်အိတ်လိုက် ဖြစ်နေပါတယ်အဲ့ဒီခါမှာအိတ်ရေမဝဘဲအိမ်မပြောဘူးအိတ်လို့မရဘူးဖြစ်နေတယ်ဆိုပြီးတော့နေထိုင်မကောင်းဖြစ်တတ်တဲ့သူတွေလည်းရှိပါတယ်ဒါကြောင့်အိဆက်ချင်းနဲ့ပတ်သက်ပြီးတော့လိုက်နိုင်ရမယ့်အချက်ကလေးတွေကို ကျွန်မအနေနဲ့ဖော်ပြပါမယ်။ ညအိမ်ရမဝင်ခင်အိတ်တော့မယ်ဆိုလို့ရှိရင်အခုနာပြောတယ်လို့စိတ်ဖြစ်စီမှုတွေအဲစိတ်ရဲ့အနောက်ရှက်ဖြစ်စရာတွေစိုးရိမ်ထိတ်လန့်စရာတွေနဲ့အတက်နိုင်ဆုံးချောင်ရှားဖို့ကင်းလွတ်ဖို့လိုအပ်ပါတယ်စိတ်တော့ကရောက်စရာတွေမရှိမှသာလေကျွန်တော်တို့ခန္ဓာကိုယ်တစ်ခုလုံးကပြေလျှော့ပြီးတော့တက်တောက်တက်တာနဲ့စိတ်မှာဘာမှ အနောက်ရှက်မရှိဘဲနဲ့အိပ်စက်နိုင်ပဲဖြစ်ပါတယ် ။ဒါကြောင့်အဲ့ရမဝင်ခင်မှာ ကိုယ့်ရဲ့အလုပ်ကိစ္စတွေမနေ့ဖြန်မလုပ်ရမယ်ဆိုတာတွေအစတဲ့အရာတွေကိုမစင်စားဘဲနဲ့နည်းနည်းချက်ချက်အိပ်ပြအောင်တချို့ဆိုရင်တချင်းလေးတွေကို တူလေးဖွင့်ထားတာမျိုးကိုယ်ကြိုက်နှစ်သက်တဲ့စာအုပ်ကလေးတွေကို ဖတ်တာမျိုးကိုပြုလုပ်ပေးသင့်ပါတယ်။နောက်တစ်ချက်ကတော့ ကိုအိတ်ဆက်မဲ့နေရဝွင့်ကျင်ဟာဒီအိပ်ပျော်ခြင်းကိုဖြစ်စေမဲ့ကောင်းမွန်တဲ့နေရအိတ်ဆက်ခြင်းမျိုးကိုလိုအပ်ပါတယ်။ဥပမာကျမတို့ဝွင့်ကျင်ကအရင်ပဲဆူညံနေတယ်၊မီးတွေနဲ့လင်းထိန်နေတယ်ဆိုလို့ရှိရင်ကျမတို့ကအိတ်လို့ရမှာမဟုတ်ပါဘူး။ပြီးတော့ရာသီဥတုကပူအိုက်နေတယ် ဆိုလို့ရှိရင်လေကျမတို့အိပ်ရတာကိုအနောက်အရှက်ဖြစ်စီပါတယ်ကျမတငယ်ချင်းတူဦးဆိုလို့ရှိရင်မီးရောင်နေမြင်သူကမအိပ်တတ်ဘူးအဲဒီနေ့ကျမတို့ဒီကိစ္စတစ်ခုနဲ့တဲ့အခန်းတစ်ခုမှာကျမနဲ့အတူတူအိပ်ကြတဲ့အခါမှာအပြင်ဘက်မှာတော့ဒီဝရန်ဒါကမီးကလင်းနေတယ်အခမ်းမှာကတော့ပိတ်ထားပါတယ်။ဒါပေမဲ့လည်းသူကအဲ့ဒီအပြင်ကမီးအလေးရောင်ကိုမြင်ရတဲ့အခါမှာ အဲ့ဒီဝင်လာနေတဲ့အပေါက်တွေသူ အကုန်လုံးကာတာတွေ့ရပါတယ်။အဲ့ကျမစဉ်းစားတဲ့အခါမှာအဲ့သူကဘာဖြစ်လို့ဒီလိုလုပ်တာလဲဆိုရင်သူကပြောပြတယ်အိတ်ဆက်တဲ့အခါမှာတဲ့မီးရောင်မှိတ်ထားတာတို့အမောင်းထဲမှာအိတ်ချက်အခါကျမတို့ရဲ့အကျိုးတွေဟာဖြေလျှော့သွားပြီးတော့ဖြစ်သွားတယ်။ အေးအကျိုးတွေကတကြွနိုးချနေလို့ရှိအဲ့လိုမပြောဘူးဆိုတာသူကပြောပြပါတယ်။ဒါကြောင့်ကျမတို့အိတ်တော့မယ်ဆိုလို့ရှိရင်အဲမီးတွေကို အမောင်းချထားပြီးတော့အတန်ကလည်းတိတ်ဆိတ်နေရမှာဖြစ်ပါတယ်။ကက်ဆက်တွေအကျဲကြီးဖွင့်တဲ့အတန်အမျိုးမျိုးဘေးက လော့စပီကာတွေအတန်တွေဆိုလို့ရှိရင်ကျမတို့အိတ်ဆက်ချင်းကို အနောက်ရှက်ဖြစ်စေပါတယ်။နောက်တစ်ခုကကျမတို့အိတ်ဆက်တဲ့ခံမှာ အဲ့ရမှာအတုံးပြူတဲ့ကောင်းအောင်တို့မွေးရာဆောင်ချင်းတောင်စရတွေကတက်တောင့်တက်တာဖြစ်မဖြစ်တတိထားစစ်စေးပြရမှာဖြစ်ပါတယ်ကိုအိတ်ဆက်တဲ့ဒီအဲ့ရခင်းနေမွေးရာကောင်းအောင်ဆောင်တို့ကတက်တောင့်တက်တာဖြစ်မဖြစ်တန်ရှင်းမှုရှိမရှိတတိထားစစ်စေးပြတင်ပါတယ်တချို့လူတွေက ဧကံအုံတို့ဆောင်တို့ဒီမွေရာတို့ကြာရှည်တုံးတာတွေ့ရပါတယ်။ဒါကမဟောင်းသေးဘူး။ဒါကတုံးလို့ရသေးတယ်ဆိုရင်တုံးတင်တဲ့အချိန်အတိုင်းတကြောရင်ကျမတို့ကအဲလဲတင်ရင်လဲရပါတယ်။ဘာဖြစ်လို့လဲဆိုလို့ရှိရင်အဲကျမတို့အဲဒီခေါင်းအုံးမှာထက်ထားတဲ့အရာတွေအေးမွေရာမှာထက်ထားတဲ့အရာတွေက မှုပဲဖြစ်ဖြစ်တချို့ကအဝတ်ဆတယ်ရှိတယ်။ကြာတဲ့အခါမှာဟိုတက်တက်တာတွေဖြစ်ပါတယ်။ ဒေါင်အုံတွေမိုးရတဲ့ဆောင်တွေကမတန့်ရှင်းတဲ့အခါမှာအိတ်တဲ့အခါမှာရာရံမှုတွေဖြစ်တတ်ပါတယ်။ဒါကြောင့်ဂျမရဲ့မြေးလေးဟာဒီအိတ်လို့မရလို့ဒီရာရံတဲ့အခါမှာဒီဆေးခန်းကိုတွားပြတယ်။အဲ့ခါမှာဆရာဝန်ကအဲသူအိတ်တဲ့ခေါင်းအုံတွေမိုးရတဲ့ဆောင်တွေရေတန့်ရှင်းမှုရှိလား။တခါတည်းဟိုပရွေးစိတ်ကလေးတွေတက်တက်တာတို့အဲဒီအရာတွေကအိတ်ဆက်မှုကိုအနှောက်အယှက်ဖြစ်စေတဲ့အတွက်ကြောင့်အဲတန့်ရှင်း ဖို့ရှိမရှိဝန်တတိထားပြဖို့ပြောပါတယ်။နောက်တစ်ချက်ကအိပ်ပျော်စေဖို့အတွက်ခန္ဓာကိုယ်တစ်ခုလုံးတက်တောင့်တက်တာဖြစ်စေတဲ့အဝတ်အစားပေါ့ပွားတွေကိုဝတ်အိပ်ပေးသင့်ပါတယ်။တင်ကျတဲ့အဝတ်အစားတွေဖြစ်နေမယ်ကျက်နေတဲ့အခါကျတော့စိတ်တွေမွန်းကျန်ပြီးတော့ကောင်းမွန်စွာအိပ်ပျော်နိုင်မှာမဟုတ်ပါဘူးတချို့ကတော့ညဝတ်အင်ဂျီဝတ်ပြီးတော့ အိတ်တက်ကြတယ်လို့တချို့ကလည်းဒီ shirt ပေါပွားတွေဘောင်းပီတူလေးတွေဝတ်ပြီးတော့အိတ်ဆက်ကြပါတယ်တချို့ဆိုလို့ရှိရင်သူတို့ work ထားတဲ့အဝတ်အစားနဲ့ပဲညအိတ်ရဝင်းကြတွေ့ရပါတယ်ဒါကတော့ညဝတ်ဆိုပြီးတော့သူတို့မှရှိချင်မှရှိမှဖြစ်ပါတယ်တော့ဘာပဲဖြစ်ဖြစ်ကျမတို့ကအစ်ဆက်ချင်းမှာတက်တောင့်တက်တာဖြစ်စီဖို့အတွက်တက်တောင့်တက်တာဖြစ်စီတဲ့အဝတ်အစား ပေါ်ပေါ်လေးတွေဥမာဥဆစပန်တာတို့ချီတာတို့ ਨੇ လှုပ်ထားတဲ့အဝတ်အစားတွေကိုဝပြီးတော့အိတ်ဆက်တင်ပါတယ်။နောက်တစ်ခုကကိုအိတ်တဲ့အိယာကကျမတို့အစင်တဲ့အနာယူနိုင်တဲ့အဲ့ဒီအိတ်ဆက်မဲ့နေရာက တချို့ပစ္စည်းတွေထားတတ်တာတွေ့ရပါတယ်။အဲ့ခါမှာဒီအိယာပေါ်မှာပတ်စံအိတ်တွေ ဟုံးတွေဖိုင်တွေစအိုးစတဲ့ပစ္စည်းတွေရှိမနေတင်ပါဘူးအိယာဆိုတာကတက်တောက်တက်တန်အိယာမဲ့နေရဖြစ်တဲ့အတွက်ကြောင့်ပစ္စည်းတွေမထားတင်ပါဘူးကျမတို့လူမျိုးတွေကစဖတ်တယ်နောက်ဖုံးတွေအနားမှာတခုမဟုတ်တခုချို့လူကြီးတွေဆိုရင်အနားမှာဆေးဘူးလေးတွေထားတတ်တာတွေ့ရတယ် ။အဲကြောင့်ဒီကုရဲ့အဲ့တဲ့နေရာမှာဘာဖြစ်စီမှာထားတာမကောင်းပါဘူး။အဲကိုလွတ်လွတ်လပ်လပ်လဲတဲ့အခြေတောက်တွေဆန့်လို့ရတယ်လက်တွေဆန့်တဲ့အခါမှာဘာဖြစ်စီမှာအနားမှာမရှိတာကောင်းပါတယ်။ပြီးတော့တချို့ကအဲ့ခတ်တဲ့မှာအစာအစာအစားတဲ့အကျင့်လည်းရှိပါတယ်။ဟောအဲ့ရမဝင်ခေစားတတ်တဲ့အကျင့်တွေလည်းရှိပါတယ်။အဲ့ဒါတွေကိုလည်းရှောင်ရှားသင့်ပါတယ်။ တကောင်ကျော်ဟိုခါမှဘိုက်ဆာလာလို့ဆိုပြီးတော့ဟိုစားတာဒီစားတဲ့အရာကလည်းပေါပေါပါပါအစအစာမဟုတ်ပဲနဲ့ကြေခဲ့တဲ့အစားစားတွေဖြစ်မယ်ပြညတ်နေစားအနောက်ကြပြီးမှ အစားတာဟာအဲကျမတို့ပမာဏအများကြီးစားမိတာခန္ဓာကိုယ်မှာမအိမတာဖြစ်ပြီးတော့ အစာမကျေနိုင်ဖြစ်တဲ့ခါမှာအိပ်စက်ရှင်ကို အနောက်ဆက်ဖြစ်စေတတ်ပါတယ်အကျမလည်း ဒီအိယာဝင်ခါနီးမဟုတ်ရင်တောင်မှည7နိုင်ခွဲ9နိုင်လောက်ဆိုရင်ဒီဘစ်ကစ်ဖြစ်ဖြစ်ပေါင်မုတ်ဖြစ်ဖြစ်စားတတ်တဲ့အကျင့်ရှိပါတယ်။အဲ့ဒါလေညကြာရင်ဘိုက်မစားအောင်ဆိုပြီးတော့စားတယ်ကြီးလွယ်တဲ့အစာတွေပဲဖြစ်ပါတယ်။ဒါကြောင့်ကျမတို့တတိထားရမှာကကျမတို့အိတ်တာပဲဖြစ်ဖြစ် ကျမတို့စားတဲ့အခါဖြစ်ဖြစ်ကျမတို့ကျမ်းမာရေးအတွက်သူ့အထင်နဲ့သူ မှန်မှန်လှုပ်ဆောင်ခြင်းအဖြစ်ကျမတို့ခန္ဓာကိုယ်မှာကျမ်းမာရေးအတွက်အထောက်အကူဖြစ်စေပါတယ်ချစ်တော်ညီကမောင်မပါလို့ဒါကြောင့်ကျမတို့ရဲ့ခန္ဓာထဲမှာဒီအိတ်ဆက်ချင်းမှန်မယ်ဆိုလို့ရှိရင်ခန္ဓာကိုယ်အတွင်းယောဂခုခံကာကွယ်စနစ်ဟာကောင်းမွန်လာမှာဖြစ်ပါတယ်ကျမတို့အိတ်ဆက်ချင်းမမှန်တဲ့အခါမှာ ကိုခန့်အားစနစ်ကလည်းရော့ကျစေပြီးတော့ကျမတို့လူကမရှင်ပလန်းဖြစ်ပြီးတော့နောက်ဆက်တွဲယောဂါတွေကိုဖြစ်စေပါတယ်။မိသားစုတစ်ခုအတွင်းမှာတယောက်နေထိုင်မကောင်းဖြစ်တယ်ဆိုလို့ရှိရင်ကျန်တဲ့မိသားစုဝင်တွေကလည်းဂရုစိုက်ပေးရတာဖြစ်ပါတယ်။ဒီတယောက်နဲ့တယောက်အိတ်ဆက်ချင်းအရာဝင်ချင်းထချင်းကမတူပေမဲ့လည်းကျမတို့ဒီပုံမှန်ကိုယ့်ရဲ့အလေးအထက်ကမိသားစုထဲမှာဒီအချိန်ကအရာ အနိုးကြတဲ့အဲဘသူကအေးရဝင်ချင်းနောက်ကြတဲ့ဆိုဂရုတစိုက်ပြုလို့မှသာလေဒီကျမတို့မိသားစုအတွင်းမှာလည်းကောင်းကောင်းမွန်မွန်နဲ့ကြမ်းကြမ်းမာမာနဲ့လှူရှားနိုင်မှာဖြစ်ပါတယ်။ဒီကုန်းချုပ်အနေနဲ့ကတော့ကျမတို့ဘဝမှာဒီဥတရစီရဲ့ကျမ်းမာရေးအရတော့၎င်းမိသားစုအတွက်ကျမ်းမာရေးအရတော့၎င်းဒီအိတ်ဆက်ချင်းကအလွန်ပဲအရေးကြီးတဲ့အတွက်ကြောင့်ကောင်းကောင်းမွန်မွန်နဲ့အိပ်ပျော်ပြီးတော့ အဲကျမတို့ရဲ့ခန္ဓာကိုယ်မှာအင်အားပြည့်ဝပြီးတော့ကိုယ့်ရဲ့လှုပ်ဆောင်ရမယ်တနေ့တမ်းမှာအဲရှင်ရှင်လန်းလန်းနဲ့အဲလှုပ်ဆောင်နိုင်ဖို့စောစောက ပြောခဲ့တဲ့အချက်အလက်တွေကိုတတိယလှုပ်ဆောင်ကြပါစို့လို့ပြောကြရင်အနေငယ်ဝင်မြပေးလိုက်ရပါတယ်။ဂျာနာယာသူအားလုံးကိုဖျားရှင်ကောင်းကြီးပေးပါစေ။တန်ရရရည် တောင်းအနေနဲ့လူတွေဟာငိုတလဲရေတလဲမြင်ပိုင်ဆိုင်ခြင်းတဲ့ရောင်စုံလေးများလဲပြန်လာမဲ့တာဖြေရိုးဖြေစင်မဲ့ဘာမဆိုအလုံးဖြင်းနိုင်တယ်ဘယ်သူကအမှားနဲ့ကင်း mama say ma bu ne mama a ma nge ne ma twa mye ye we ma le myo le lo ni de a kong pi pi song de nyin song pan dai dong ni le de ni ro yau me kwe

有片。 တော်ဖုတ်မှာထုတ်ဝေထားသောခွန်အားပေးစာအုပ်ငယ်လေးများကို အခမဲ့မာယူဖတ်ရှုနိုင်ပါတယ်။မာယူလိုပါက399698918တို့ဆက်သွယ်မာယူနိုင်ပါတယ်။ရောက်စီတိုင်းပေါ်ဖျားသခင်ကောင်းချီးပေးပါစေ။